ကျွန်မတို့ရဲ့အတ္တဓာတ်ထဲမှာအကူပြောင်းတွေကိုနေ့ရက်စဉ်တိုင်းကြုံဆုံရတယ်။ဘယ်နဲ့ပဲအတိအသီးမှာပဲတင်ရှိနေပါစေခလေးပဲဖြစ်နေပါစေအကူအပြောင်းဆိုတဲ့အခိုက်အတန့်လေးကိုကြုံရပါတယ်။ဒါကြောင့်မလို့အခုလိုမျိုးအကူအပြောင်းအခိုက်အတန့်လေးတွေကိုကြုံတဲ့အခါမှာအဲ့ဂျားကာလာလေးမှာဘယ်လိုမျိုးအသက်ရှင်ရမလဲ။ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ဘယ်လိုမျိုးသွာလာရမလဲဆိုတဲ့အရာတွေကိုကျွန်မတို့ သိဖို့ရန်အတွက်လိုအပ်တယ်ဒါမှသာလေဉာဏ်ပညာနဲ့တကွကျမတို့ရွေးယူပြီးတော့ဘုရားသခင်ပြင်ဆင်ထားတဲ့ဘန်းတုံးတိုင်းကိုကျမတို့အရောက်ပြေးနိုင်မှာဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်ထဲမှာကြည်လိုက်တဲ့အခါမှာအကူပြောင်းခိုက်တန့်လေးကိုထက်ကျော်တဲ့နီလန်းလေးတွေကိုတွေ့ရတယ်ဆိုတော့ပထမဦးဆုံးနီလန်းကဘာလဲဆိုလို့ရှိရင်အဲ့ဒီအကူပြောင်းကာလကိုဖျက်ချော်တဲ့အခါမှာတင့်အနေနဲ့မရှိမဖြစ်လုပ်ရမယ့်အရာကဆွတ်တောင်းခြင်းနဲ့စောင့်ဆိုင်တတ်တဲ့သူဖြစ်ရမယ် pray and wait ဆူတောင်းပါပြီးရင်စောင့်ဆိုင်ပါဒီနှစ်ခုကတိတ်ပြီးတော့အရေးကြီးတယ်ဒါပထမတစ်ချက်ဖြစ်တယ်အဲ့တော့တခါတလေဘုရားသခင်ကစောင့်ဆိုင်ခိုင်းတဲ့အချိန်မှာစောင့်ဆိုင်ပါစိတ်မလောပါနဲ့တခါတလေကိုကတော့ဘာမှမဟုတ်တဲ့အရာတစ်ခုအတွက်စိတ်လောလိုက်ခြင်းအပြင်အတ္တတာထဲမှာမကြုံသက်မကြုံအပ်တဲ့အရာတွေအားလုံးကိုအဲ့ဒီအသီးနှံတွေအားလုံးကိုရိုက်သိမ်းရတဲ့အခါမှာစူးပင်တွေအားလုံးကိုကျမတို့ကလိုက်ရိုက်သိမ်းရတဲ့အခါမှာအတ္တတာထဲမှာဝန်နေခြင်းနေနဲ့ပဲရင်ဆိုင်ရပါတယ် ဒါကြောင့်မလို့ဆောင်းဆိုင်တက်တဲ့သူရဲ့အတ္တတာထဲမှာဆွတ်တောင်းခြင်းလို့ခေါ်တယ်ဘုရားသခင်ရဲ့စကားပြောပြီးတော့တိုင်ပင်ဘက်ပြုတ်တက်တော်သူရဲ့အတ္တတာထဲမှာကြီးစွာသောငြိမ်ဝချင်းရှိတယ်။ဘုရားသခင်ပြုတ်မဲ့ဂတိတော်ကိုခံစားရတယ်။ဒါကြောင့်မလို့သင်ရဲ့အတ္တတာထဲမှာတစ်ခါတလေစဉ်းစားပါလိမ့်မယ်ငါအခုချိန်ထိဘုရားပေးထားတဲ့ဂတိတော်ကိုငါ့ရဲ့အတ္တတာထဲမှာဘာလို့မရသေးသလဲ။ငါ့ရဲ့အတ္တတာကအခုဒုံရင်ကနေဒုံရင်ဘယ်တော့မှမတိုးတက်တဲ့အတ္တတာကြီးဖြစ်နေပြီလားလို့သင်နေနဲ့တွေးထင်နေတယ်ဆိုရင် စိတ်မပြတ်ပါနဲ့ဘုရားသခင်စောင့်ခိုင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ပြတ်စေဖို့နဲ့စောင့်ခိုင်းတာမဟုတ်ဘူးဒါကြောင့်မို့ဟေရှာယအခန်းကြီး40ထဲမှာဗာပြောထားလေဆိုလို့ရှိရင်ထာဝရဘုရားကိုမျှော်လင့်ပါတဲ့မျှော်လင့်ခိုင်းနေဆိုရရကစောင့်ဆိုင်ခိုင်းတယ်လို့ပြောတာ wait upon the lord wait just wait ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကအားပြေကြလိမ့်မည်တဲ့ရွှေလင်းတာကဲ့သို့မိမိရဲ့အတောင်ကိုအသက်ပြုပြင်မယ်ဟာလေလုယာ ပြတနာတွေရဲ့အထက်မှာတင့်ကိုဘုရားသခင်ပြန်ဝဲနိုင်ရတဲ့အခွင့်ကိုပေးလိမ့်မယ်။ယန်သူတွေကတင့်ကိုလိုက်မမီနိုင်တဲ့တဏှာအထိတင့်ကိုဘုရားသခင်ကပို့ဆောင်ပေးဖို့ရန်အတွက်တင့်ရဲ့အတောင်တွေကိုအသက်ပြုတ်ပြင်နေတဲ့အချိန်ကာလဖြစ်တယ်။ဆောင်ဇိုင်းရကာလဟာကျမတို့အင်အားပြန်ပြီးတော့မွေးရတဲ့ကာလဖြစ်တယ်ဝိညာဉ်အင်အားကာယအင်အားဉာဏ်ပညာအင်အားကိုပြန်လဲပြီးတော့စုသိမ့်နေတဲ့ကာလဖြစ်တယ် just wait just pray စုတောင်းပါစိတ်မပြတ်နဲ့ မကြခင်မှာအမှုတက်ကိုဘုရားရှင်ပြုတော်မယ်ဟာလေလုယာဒါကြောင့်မလို့ဟပ်ပကုတ်ထဲမှာဗာပြောထားလေဆိုရင်အခန်းကြီး2အခန်းငယ်3ထဲမှာဆိုင်းတော်လဲမျောလင်းတော့နောက်မကြပဲဧကအမှန်ရောက်လိမ့်မယ်ခုချိန်မှာတော့စောင့်ဆိုင်နေရတဲ့ကာလဖြစ်ပင်ပဲခဏလေးထပ်ပြီးတော့စိတ်ရှိပါအောင်ငါသားငါသမီးမကြခင်မှာဘုရားပြုမယ်အမှုတက်ကိုမြင်ရလိမ့်မယ်လို့နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတယ်အာမင် မောရှိဆိုလို့ရှိရင်ဖခင်ခေါ်ထားတဲ့ဂတိတော်ကိုရောက်ရှိဖို့တဲ့နှစ်40တောထဲမှာစောင့်ဆိုင်းခဲ့ရတယ်။အာမင်။ယောသတ်ဆိုလို့ရှိရင်ဖခင်ပေးမဲ့ဂတိတော်ကိုရရှိဖို့ရန်အတွက်73နှစ်တိုင်တိုင်စောင့်ဆိုင်းခဲ့ရတယ်။တချို့သောအချိန်တွေမှာသူစောင့်ဆိုင်းရတဲ့ရက်ကထောင်ထဲမှာစောင့်ဆိုင်းခဲ့ရတာ။ကြော်နေနဲ့စောင့်ဆိုင်းခဲ့ရတာ။အထင်မှားမှုတွေဆွဆွဲမှုတွေကြားထဲမှာစောင့်ဆိုင်းခဲ့ရတာဖြစ်တယ်။သို့တော့အဲ့စောင့်ဆိုင်းရတဲ့ကာလမှာယောသတ်ဟာလေဖခင်အခင်ပေါ်မှာသစ္စာရှိနေတော့မယ်။ဖခင်ပြုမဲ့အမှုကိုမျှော်လင့်တတ်နေတော့မယ်။ဟာလေလုယာ။ ယေရှုခရစ်တော်လည်းဒီအတိုင်းပဲသူကခမီးတော်ဘုရားခင်ကဒီလောကထဲမှာဒီလောကကိုကယ်ချွတ်ဖွင့်အတွက်ဆေးလွတ်တယ်ဆိုပေမဲ့အဲ့ဒီအမှုတော်ဆောင်လုပ်ငန်းကိုမစခင်အနှစ်30လုံးလုံးယေရှုခရစ်တော်ဟာစောင့်ဆိုင်းခဲ့ရတယ်။စောင့်ဆိုင်းတဲ့အခါမှာကျွန်တော်အနေနဲ့တက်တောင့်တက်တာမဖြစ်ပေမဲ့အစင်မပြေဖြစ်ဖြစ်နေပေမဲ့အားမလို့အားမရဖြစ်နေပေမဲ့ဆောင်ဆိုင်တဲ့ကာလကိုတင်ကောင်းတော့ဖြတ်ကျော်နိုင်နေဆိုလို့ရှင်အင်းအားအပြင်းနဲ့တင်လောက်ဆောင်မဲ့ရတဲ့အားလုံးကိုအလှလင်းမြဲမြဲလောက်ဆောင်နိုင်မှာဖြစ်တယ်အာမင်ကဲ ဆက်ပြီးတော့ကြည့်စေချင်တယ်အဲ့ဒီစောင်းစားတဲ့ကာလမှာကျမတို့အခုပြောင်းကာလမှာဒုတိယတစ်ချက်အနေနဲ့အရေးကြီးတဲ့အရာတစ်ခုကဘာလဲဆိုရင်နှုတ်ကပတ်တော်နဲ့အကြံပေးလမ်းညွှန်မှုကိုရယူတတ်သောသူဖြစ်ဖွယ်အတွက်အရေးကြီးတယ် godly wisdom godly advice တခါတလေကျမတို့ကယတနာတွေကြုံလာပြီဆိုလို့ရှိရင်နော်ကျမတို့တကယ်ကိုလော်ကီပညာမှာအာကြီးရဲ့သူတွေစီကိုသွားတယ်အချဉဉံတောင်းခံကြတယ်ကောင်းလာဆိုတော့မဆိုးပါဘူးကောင်းပါတယ်တချို့တချို့တော့အရာတွေအတွက်ပြေလည်သွားနိုင်စရာအကြောင်းရှိတယ် တို့တို့ကျမနားလေစီခြင်းတဲ့အရာတစ်ခုကဘာလဲဆိုတော့လောကီပညာနဲ့ရှင်လိုက်ပြီဆိုရင်ဖခင်ရဲ့ပညာကတာပြီးမြတ်ပါတယ်အဲ့တော့သင်အနေနဲ့အရင်ဆုံးလောမယ့်အရာကဖခင်ရဲ့နီးလဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ဖခင်ရဲ့ဉာဏ်ပညာနဲ့သင်ကိုအကြံပေးနိုင်မဲ့ဝိညာဉ်လူတွေစီကိုသွားစေခြင်းတယ်ပထမတစ်ခုကတော့ဖခင်စီသွားမယ်အခုဒုတိယချက်မှာတော့ဝိညာဉ်လူတနည်းအားဖြင့်သင်ကိုဖခင်ရဲ့နှလုံးသားနဲ့အပြည့် အကြံပေးလက်ညှိုးပေးနိုင်မဲ့နော်ဖခင်ကိုကြောက်ရွံ့ရိုသေးတဲ့နေလနဲ့အကြံပေးနိုင်မဲ့လူတွေစီမှာအကြံဉာဏ်တောင်းခံဖို့ရံအတွက်လိုအပ်ပါတယ်။ဓမ္မတန်လေးတင့်ရဲ့တက်တာထဲမှာမနဲ့နဲ့ဆိုင်တဲ့နေလနေထဲမှာမပါသွားမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာကြည့်လိုက်လို့ရှိရင်မောရှေအကြောင်းကိုတွေ့ရတယ်။အဲ့တော့မောရှေဟာဒီဖခင်ဒီဥဆောင်ခိုင်းတဲ့လူသိမ်းနဲ့ချီတန်းနဲ့ချီတဲ့လူတွေကိုဥဆောင်ရတဲ့အခါမှာခက်လာဆိုတော့ခက်တာပေါ့။အဲ့တော့ခက်တဲ့အခါမှာဘာဖြစ်လဲဆိုရင်ထွတ်မြောက်ခြင်းခန်းကြီး၁၈ကိုကြည့်လိုက်တဲ့အခါမှာ လူတွေကအများကြီးဖြစ်တဲ့အခါမှာပြဿနာတွေကတအားများတယ်ပြဿနာတွေကများတဲ့အခါမှာသူ့အနေနဲ့ဖြေရှင်းရတဲ့အခါမှာတယောက်သေးဖြေရှင်းရတော့တော်တော်လေးပင်ပန်းတယ်အဲ့တော့တနေ့ကျတော့အဲ့လိုပြဿနာတွေကိုဖြေရှင်းနေတဲ့အချိန်မှာဘသူကရောက်လာလဲဆိုတော့သူ့ရဲ့ယောက်ခမနော်ရေတယောကရောက်လာတယ်အဲ့လိုရောက်လာတဲ့အခါမှာမောရှိလုံနေတဲ့ຢာကိုကြည်တာပေါ့မောရှိကဘာလုပ်လဲဆိုတော့ပြဿနာဖြစ်တဲ့သူတွေအားလုံးကိုတခါတည်းတရားစီရင်တာပေါ့နှုတ်ကပတ်တော်အတိုင်းအဲ့တော့တရားစီရင်ဖို့နဲ့လုပ်တဲ့အခါမှာမနှက်ကနေတဲ့ညနေဆောင်အထိ ်သူကအဲ့လူတွေအားလုံးကိုတယောက်ထဲဒိုင်ခံနော်အစီရင်ပေးရတယ်တွန်တင်ပေးရတယ်ဒါနဲ့မောရှေရောက်ခမသူ့ကိုပြောတယ်ဟာမင်းမနေ့ကနေညအထိဒီတိုင်းလုံနေရင်တော့မသင့်တော်ဘူးနော်ငါသားရင်မသင့်တော်ဘူးအဲ့တော့အဲ့လိုမျိုးသားမင်းဆက်လုပ်မယ်ဆိုလို့ရှင်မင်းအင်အားလေးချိနေမယ်ကျန်တဲ့သူတွေအားလုံးလည်းနော်မင်းရဲ့အဲမင်းစီကလာတဲ့တရားစီရင်ခြင်းကိုစောင့်နေနေအားလုံးအားရကြမှာဖြစ်တယ်ဒါကြောင့်မလို့ငါအကြံပေးမယ်နော်မောရှေရောက်ခမအကြံပေးမယ်လို့သူ့ကိုပြောတယ် ဲ့တော့မင်းလုံးမယ့်ຢာကတော့ဘာလို့ရမလဲဆိုလို့ရှင်ဒီပြစ်တနာတွေအားလုံးကိုဖြည့်ရှင်းဖို့ရန်အတွက်ဘုရားသခင်ကိုကြောက်ရွံ့ပြီးတော့ဘုရားရဲ့နှုတ်ကပတ်တော်ကိုနားလည်ပြီးတော့ဟိုဘုရားသခင်ကိုယိုသေးတဲ့သူကိုရှာပါတဲ့နော်နီလန်းအကြံပေးတယ်နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့နီလန်းပေါ့အဲ့လိုမျိုးအကြံနော်ပေးလိုက်တဲ့အခါမှာမောရှိသဘောပေါက်သွားတယ်အဲ့တော့အဲ့လူကိုရှာပြီးတော့တထောင်အုပ်တရာအုပ်50အုပ်တ10အုပ်ဆိုပြီးတော့ခွဲလိုက်ပါခွဲပြီးတော့မှပြစ်တနာကိုဖြည့်ရှင်းခိုင်းပါ ီးတော့မှအဲ့ပြဿနာတွေအားလုံးကိုရလာပြီဆိုလို့ရှိရင်မင်းနေနဲ့နားလေသွားပြီဆိုလူတွေရဲ့အကြောင်းကိုဘုရားရဲ့အရှိမတိုးဝင်ပြီးတော့ပေါ်ပြပေးပါအဲ့တော့မင်းလို့မေရာကဘာလဲဆိုလို့ရှိရင်ဖျားသခင်ထံကိုတိုးဝင်တဲ့အလုပ်ကိုလုပ်အောင်ပါဖြစ်တယ်။လူတွေရဲ့ပြဿနာကိုရလာပြီဆိုရင်လူတွေစီမှာမင်းကတိုက်ရိုက်သွားပြီးတော့ဖြည့်ရှင်းမှာမဟုတ်ဘူး။ခေါင်းဆောင်တွေကနေတစ်ဆင့်သူတို့ကိုဖြည့်ရှင်းခိုင်းမှာပြီးတော့မှပဲ။နော်မင်းနားမလဲတဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်ဖျားသခင်ထံကိုယူလာပြီးတော့ဖျားရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ပြီးတော့ဖြည့်ရှင်းပါဆိုပြီးတော့နော်သူ့ရောက်ခမကအကြံပေးတယ်။ ဒါကြောင့်မလို့မောရှိဟာဒီလောက်ထိတိမ့်တဲ့ချီတဲ့တဲ့ချီရှိတဲ့လူတွေအားလုံးကိုဥဆောင်နိုင်ခဲ့ခြင်းဖြစ်တယ်အကယ်၍များသော godly wisdom godly advice ဖြစ်တယ်နော်တကယ့်ကိုနှုတ်ကပတ်တော်နဲ့ညီတဲ့အကြံပေးခြင်းကိုသာမောရှိမရခဲ့ဘူးဆိုလို့ရှိရင်ဒီခီးစင်မှာသူကမောက်ကမဖြစ်နေမှာပဲအဲ့တော့တင်းရတတရဲမှာအမားနဲ့နဲ့တနည်းအားဖြင့်ဉာဏ်ပညာကြီးမားစွာနဲ့အရှိကိုမြင်မြန်ရောက်နိုင်ခြင်းနဲ့ဆိုရင်ဒီနေ့တင့်ရဲ့ပတ်ဝန်းကျင်မှာဖျားပေးထားတဲ့ဝိညာဉ်လူတွေစီမှာအကျဉာဏ်တောင်းခံပါ နှုတ်ကပတ်တော်နားထောင်တာကောင်းလားဆိုတော့ကောင်းတယ်တို့တော့လက်တွေ့ထဲမှာတကယ်လိုက်ရှောက်နိုင်ဖို့ရန်အတွက်ဘလို့ဖြတ်ချောင်းမလဲဆိုရဲနီးလန်းတွေကိုကြတော့တိုင်ပင်ဆွေးနေခြင်းထဲမှာအကြံဉာဏ်ရယူခြင်းထဲမှာပဲရရှိနိုင်တယ်။ကဲနောက်တစ်ချက်ကပါလဲဆိုလို့ရှင်အဲ့လိုခိုက်တန်တွေကိုဖြတ်ချောင်းရတဲ့အခါမှာဂျားကာလာတွေကိုသင် ဖြတ်ချောင်းရတဲ့အခါမှာအရေးကြီးတဲ့အရာကဘုရားသခင်ကို ကိုးစားပြီးတော့နားထောင်ဖို့ရန်အတွက်ဖြစ်တယ် trust and obey အဲ့တော့ဘုရားသခင်ရဲ့စကားကိုနားထောင်နိုင်ဖို့ရန်အတွက် ဘုရားခင်ရဲ့စကားကိုကိုးစားနိုင်ဖို့ရန်အတွက်ဆိုတဲ့အရာကအရေးကြီးတဲ့အရာတစ်ခုကယုံကြည်ဖို့လိုတယ် faith amen belief မယုံကြည်နိုင်ရင်နားမထောင်နိုင်ဘူးတော်တော်များများသောယုံကြည်သူတွေရဲ့အတ္တတွေမှာဘုရားရဲ့ကောင်းကြီးမင်္ဂလာနဲ့ဘာဖြစ်လို့လွတ်ရတယ်လဲဆိုရင်မယုံကြည်နိုင်လို့ဖြစ်တယ်မယုံတဲ့အခါမှာနားမထောင်ဘူးနားမထောင်တဲ့အခါမှာအတ္တတွေမှာဘာအချိုးရလဲမှမမြင်ရအောင်ဒါကြောင့်မလို့ဣတရေလလူမျိုးတွေကိုဘုရားရှင်ကဘာပြောလဲဆိုလို့ရှင်အခုဂတိတော်ထားရပြီကိုငါပို့မယ် နော်ငါပို့မယ်ဘုရားသခင်ကိုတော်တိုင်ပို့မှာအဲ့တော့မင်းတို့လုံးမယ့်အရာကဂျားကာလာမှာလုံးမယ့်အရာတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့နားထောင်ရမယ်အဲ့တော့အဲ့နားထောင်ခြင်းကိုဘုရားကနောက်ထပ် definition တစ်ခုဖွင့်ထားတယ်အဲ့ဒါကဘာလဲဆိုတော့မင်းတို့ငါ့ကိုချစ်မချစ်စိတ်နှလုံးအကျွင့်မဲ့ငါ့ကိုတကယ်ချစ်မချစ်ဆိုတဲ့အရာကိုငါစုံစမ်းမယ်တဲ့စုံစမ်းတဲ့နီလန်းကနားထောင်ခြင်းနဲ့ဘုရားခင်ကစုံစမ်းတာဖြစ်တယ်တရားဟောရာကျမ်းခန်းကြီး73ခန်းငယ်1ကနေ4ကိုကြည့်တဲ့အခါမှာ ဘုရားပြောရတဲ့စကားလေးရှိရဣတိလလူမျိုးတွေကိုတင်တို့တွင် prophet ပြုတော်သူအိမ်မက်ကိုမြင်တော်သူသည်ပေါ်လာ၍တင်တို့မသိသောအခြားတစ်ပါးသောဘုရားကိုစီးကဲ့၍ဝတ်ပြုကြသောဟုပြောဆိုလျက်နမိတ်လက္ခဏာအံ့ပွေသော အမှုကိုပေး၍ထိုနမိတ်လက္ခဏာအံ့ပွေသောအမှုသည်ပြည့်စုံတော်လေထိုပရောဖက်ပြုတ်သောသူအိမ်မက်ကိုမြင်သောသူတွေစကားကိုနားမထောင်ရအကြောင်းမူကားသင်တို့သည်သင်တို့၏ဖျားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင်းမဲ့ ချစ်သည်မချစ်သည်ကိုတင်တို့၏ဘုရားသခင်ထာဝရဘုရားသည်စုံစမ်းတော်မူ၏တင်တို့၏ဘုရားသခင်ထာဝရဘုရား၏နောက်တော်သို့လိုက်ရကြမည်ကြောင်းရသောစိတ်နှင့်ပြည့်ညတ်တော်တို့ကိုစောင့်ရကြမည်စကားတော်ကိုနားထောင်လျက်ဝတ်ပြု၍ကိုရိုနိုင်းစီကဲမိဝဲကြရမည်အဲ့တော့ဘုရားကဘာပြောလဲဆိုတော့အကယ်၍အခုဒီဂရီတော်ထားရပြီကိုသွားတဲ့အခါမှာလမ်းမှာအခက်အခဲပြဿနာကြုံလို့ငါကလည်းမင်းတို့ရဲ့ဆုတောင်းတန်ကိုအပြေမပေးဘူးဆိုရင်တခြားဖះနောက်ကိုမလိုက်ကြပါနဲ့ နော်တခြားဖီးယားတွေရဲ့ပရောဖက်တွေအိမ်မက်မြင်နေသူတွေရဲ့နောက်ကိုမလိုက်ကြပါနဲ့အကယ်၍လိုက်သွားမိလို့လိုက်သွားမိလို့မင်းတို့ရဲ့ဆူတောင်းတဲ့နေကိုနော်မင်းတို့ရဲ့အခက်ခဲပြဿနာတွေကိုတစ်ဖက်ကနေပြီးတော့ဖြေရှင်းပေးလိုက်နိုင်ခဲ့တယ်ဆိုရင်လေသူတို့ရဲ့ဖီးယားနောက်ကိုမလိုက်ကြပါနဲ့ငါစကားကိုပဲနားထောင်ပေးပါငါနောက်ကိုပဲလိုက်ပါငါရဲ့စကားကိုယုံကြည်ပြီးတော့မှီဝဲစိတ်ကြကြပါငါကပို့မယ်ဆိုရင်တစ်ဖက်ကန်းကိုအရောက်ပို့မယ်ဖီးယားဖြစ်တယ်ဂရိတော်ထားရပြီးကိုအရောက်ပို့မယ်ဖီးယားရှင်ဖြစ်တယ်ဆိုပြီးတော့ ဣတရလူမျိုးတွေကိုဘုရားကမှာခဲ့တယ်။ Trust and obey သူကိုယုံကြည်ဖို့ရန်အတွက်သူစကားကိုနားထောင်ဖို့ရန်အတွက်သူကိုကိုးစားဖို့ရန်အတွက်ဘုရားကပြောတာ။အဲ့ဒီချိန်မှာဘုရားကဘလောက်ပဲပြပြပြဿနာဖြစ်လာတဲ့အခါမှာဣတရလူမျိုးတွေလုတ်တက်တဲ့အရာကဘာလဲ complain ဘုရားကပို့မယ်ဆို အခုပို့မယ်လို့ပြောပြီးတော့တောထဲမှာတောလည်နေရတယ်။အကုတုပီမှာသင်ချမ်းမရှိလို့ကျွန်တော်တို့ကိုတောထဲမှာလာတဲ့ဂျိုဖို့ဘုရားပို့ဆောင်တာလားတဲ့။ ဖះကအမှန်တော့မှားထားပြီးသားပြဿနာတွေ့မယ်အဲ့ပြဿနာတွေကြုံလာတဲ့အခါမှာငါအပြည့်မပေးဘူးအဲ့အခိုက်တက်လေးရောက်လာပြီဆိုရင်ငါဆစ်ဆင်းနေတာနော်ငါ့ကိုတကယ်ချစ်မချစ်နားထောင်ခြင်းရှိမရှိငါဆစ်ဆင်းနေတဲ့အချိန်ကာလဖြစ်တယ်နော်လို့ပြောပင်မယ်တို့ဟာဘုရားစကားကိုတို့မယုံနိုင်ကြဘူးအပြည့်ဝမယုံနိုင်ဘူးတကယ်မှဟုတ်ရဲ့လားလို့တန်တရားတွေနဲ့ဘုရားနောက်ကိုလိုက်ခဲ့တာကျမပြောချင်တယ်ညီကောင်မမများ ဖះနောက်ကိုလိုက်ရင်တန်တရားနဲ့မလိုက်ပါနဲ့တန်တရားနဲ့လိုက်နေသေးတင်းရဲ့အတ္တတာထဲမှာဂျားထဲမှာအမင်္ဂလာတွေပဲခံစားနိုင်စရာအကြောင်းရှိပါတယ်။ဒါကြောင့်မလို့စစ်မင်းနဲ့ကောင်းကြီးမင်္ဂလာကိုမြင်တွေ့ခြင်းနဲ့ဆိုရင်အမြင့်ဆုံးသောဖះသခင်ကိုတန်တရားမရှိပါနဲ့။အာမင်။